ျွန်တော်နာမည်ကတော့ဟေးတင်ပါဒါကလူငယ်တဲ့တပတ်လောက်တုန်းကကျွန်တော်အသက်18နှစ်အရွယ်မှာဖြစ်ခဲ့တာပါနေ့လည်ခင်းအချိန်ဖြစ်ပြီးကျွန်တော်ဟာဟာသားဇလန်တို့အဖွဲ့ရဲ့လေးကျင်ကြီးကိုရောက်နေခဲ့ပါတယ်နေ့လည်စာစားချိန်ရောက်တော့ကျွန်တော်တငယ်ချင်းရုံလိုပဲခေါ်ကြပါစို့သူကကျွန်တော်ကိုတခုခုသွားစားမလားလို့မေးတယ်ကျွန်တော်သဘောတူပြီးသူ့ကားရဲ့ခီးသည်ထိုင်ကိုမှဝင်ထိုင်လိုက်တယ်ပြီးတော့အမြန်စားလို့ရမယ့်ဆိုင်တစ်ခုရှာဖို့အတွက်စားလိုက်ကြတယ်ရုံကအနီးနားမှာဝင်းဒီဆိုင်တစ်ခုကိုတွေ့ပြီးကျွန်တော်ကိုအဲ့ဒီမှာစားချင်လားလို့မေးတယ် ျွန်တော်ကအင်းလို့ပြောလိုက်တယ်။ဆိုင်ထဲကိုရောက်တော့လူတန်းကတူပါတယ်။လူတန်းထဲကလူတယောက်ကကျွန်တော်ကိုထူးထူးခြားခြားဖြစ်စေတယ်။အသက်20နှစ်လောက်ရှိတဲ့အသားမဲတဲ့အမျိုးသားတယောက်။ခေါင်းစော့ပါတယ်အင်းကြီး။မိခိုးရောင်အာကစားဘောင်းမီနဲ့ဖက်နှက်စီထားတယ်။ "तू ကပုံမှန်အတိုင်းပါပဲ။ဘာထူးခြားတာမှမရှိဘူး။"ကြပါမယ်တကူကူမှားနေတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားနေရတယ်။တကူကူကတမျိုးကြီးပဲ။ကျွန်တော်တို့အော်ရာမှားတဲ့အလှရောက်တော့ ဲ့ဒီလူကကျွန်တော်တို့ဝင်လာတဲ့အဝင်ဝါနဲ့စန့်ကျင်ဘက်မှာရှိတဲ့ဘေးတကားကနေထွက်သွားတယ်။ကျွန်တော်တို့စားစရာတွေမှာပြီးတော့ရောကအဲ့ဒီလူထွက်သွားတဲ့တကားဘေးရစပွဲတစ်ခုကိုရွေးလိုက်တယ်။ကျွန်တော်တို့မျက်နှာချင်းဆိုင်ဆိုင်ထိုင်လိုက်ကြတယ်။ကျွန်တော် brain mouse ကနေအပြင်ကိုကြည့်လိုက်တော့အပြင်မှာအနီရောင်စပိန်တစ်စီးရက်ထားတာကိုသတိထားမိလိုက်တယ်။ဒါမဲ့ကျွန်တော်ဘာမှမထင်လိုက်ပါဘူး။ကျွန်တော်စားစရာယူဖို့ကျွန်တော်အိတ်ထဲကိုလက်နှံလိုက်တယ်။ room ကိုပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ကြောင်အာသွားတယ်။အဲ့လူကတကား ဖောက်အပြင်ကနေရို့ကိုနောက်ွယ်ရနေစိုက်ကြည့်နေတယ်။သူ့မျက်လုံးတွေပြူကျက်နေပြီးတော့မျက်လုံးအိမ်တွေသွေးကြောတွေဖောင်းကားနေတယ်။ပြောရရင်တော်တော်ကြောက်စရာကောင်းတယ်။ရုံကသူ့ကိုတတိမထားမိပါဘူး။ဒါပေမဲ့အဲ့နောက်မှာကျွန်တော်ပူကြောက်သွားစီတဲ့တခုခုကိုမြင်လိုက်ပါတယ်။သူ့ရဲ့ကြောဘက်မှာဓာတ်ထည့်ထားတဲ့ဓာတ်ရင်တခုရှိပြီးတော့အဲ့ဒီအိမ်ထဲမှာဓာတ်ရှည်တစ်လက်ပါနေတယ်။ကျွန်တော်ရုံကိုပြန်ကြည့်ပြီးအတန်နှိမ့်လိုက်တယ်။ရုံမင်းတော့ကိုမကြည့်နဲ့။အပြင်ကနေမင်းကိုလူတစ်ယောက်စိုက်ကြည့်နေတယ်။ပြီးတော့သူ့မှာ တရှိတလက်ပါတယ်လို့ပြောလိုက်ပါတယ်။ရိုးရဲ့မျက်နှာအမူအရာပြောင်းသွားတယ်။ဒါမဲ့သူမထိတ်လန့်ဘူး။သူအဲ့ဒီမှာညင်ညင်လေးထိုင်နေပြီးတော့ "Okay" လို့ပဲပြောပါတယ်။ကျွန်တော်တို့တိတ်တဆိတ်ထိုင်နေကြတယ်။အဲ့ဒီလူထွက်သွားဖို့စောင့်နေတာလွယ်လို့ဘာလို့ရမှန်းမသိဘူး။ကျွန်တော်တို့တယောက်ကိုတယောက်ကြည့်ပြီးတော့အနေရကကနဲ့ပြုံးပြီးတော့ရေမောနေကြတယ်။အဲ့ဒီလူက10မိနစ်2မိနစ်လောက်ကြာတော့မှထွက်သွားတယ်။သူဘယ်လိုသွားမလဲဆိုတာကိုကျွန်တော်စောင့်ကြည့်နေတယ်။ ူဆိုင်ရဲ့အနောက်ဘက်ကိုရောက်သွားပြီးတော့နောက်ထပ် brain mount တစ်ခုမှမျက်နှာကိုကတ်ထားတယ်။သူကျွန်တော်တို့ကိုအဲ့ဒီလိုပြူးကျဲပြီးတော့သွေးကြောတွေဖောင်းကားနေတဲ့မျက်လုံးတွေနဲ့ပြန်ဆိုင်ကြည့်တယ်။ကျွန်တော်တရှည်ရဲ့လက်ကန်ကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။မလုပ်ရမလဲဆိုတာကျွန်တော်စဉ်းစားနေတယ်။ဒါနဲ့ကျွန်တော်ထားရက်ပြီးတော့ဝန်ထမ်းတစ်ယောက်စီသွားပြီးတော့ဖြစ်ပျက်နေရတယ်ကိုပြောပြတယ်။ပြီးတော့ရဲခေါ်ပြီးဖို့သူ့ကိုတောင်းဆိုလိုက်ပါတယ်။သူကပြင်းကြီးတဲ့ပုံစံနဲ့ကျွန်တော်ကိုကြည့်ပြီးတော့လှုပ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်ကျွန်တော်နေအောင်ပြန်သွားပြီးတော့စိတ်ကူတစ်ခုရလိုက်တယ်။ကျွန်တော်အဲ့ဒီလူရဲ့တပ်ပုံကိုရိုက်ပြီးတော့ရဲကိုပြကျင်တယ်။ဒါပေမဲ့အဲ့ဒီလူကျွန်တော်ရိုက်နေတာမသိစေချင်ဘူး။ဒါနဲ့ကျွန်တော်ဖုန်းကိုထုတ်ပြီးတော့ရုံးကိုချိန်ရွယ်လိုက်တယ်။ဒါပေမဲ့နောက်ခံမှာအဲ့ဒီကြောက်စရာကောင်းတဲ့လူကိုရအောင်တိမ်မွေးစွာနဲ့ဖုန်းကိုဘေးဘက်ကိုအနှဲငယ်စောင်းထားလိုက်ပါတယ်။ပြုံးလို့ကျွန်တော်ရုံးကိုပြောလိုက်တယ်။သူကျွန်တော်ဘာပြောချင်တာလဲဆိုတော့ကိုနားလဲပုံရပြီးတော့ပြုံးပြတယ်။တပုံနဲ့ရိုက်ပြီးတဲ့နောက်စိုက်ထဲမှာကြံနေတဲ့လူနဲ့နဲ့က အဲ့ဒီလူကိုသတိမထားမိသေးဘူးဆိုတာကိုကျွန်တော်သိလိုက်ရတယ်။ဒါနဲ့ကျွန်တော်ထားရက်ပြီးတော့သူတို့ပြောပြလိုက်တယ်။လူတွေသူ့ကိုမြင်တဲ့အခါမှာကြောက်နေတာကိုကျွန်တော်သိလိုက်ပါတယ်။သူတို့ဘာလို့တင်လဲဆိုတာကိုအချင်းချင်းပြောဆိုနေကြတယ်။ကောင်းပြီကျွန်တော်ထွက်သွားဖို့အတွက်စူးစမ်းကြည့်ဖို့အတွက်စဉ်းစားမိတယ်။ဒါမဲ့အပြင်မှာအဲ့ဒီလူရှိနေတော့ကျွန်တော်အနေနဲ့မဖြစ်ချင်ဘူး။ကျွန်တော်တို့ထွက်သွားဖို့စူးစမ်းရင်သူဘာလုပ်မလဲဆိုတာဘယ်သူသိနိုင်မလဲ။အဲ့ဒီလူအထဲကိုအလွယ်တကူဝင်လာပြီးတော့ဘာလို့လုံးမလဲဆိုတာလည်းမသိနိုင်ဘူး။ ပြီးတော့ကျွန်တော်တို့တော်တော်လေးပြိမိနေပြီဆိုတော့ကိုလည်းသဘောပေါက်လိုက်တယ်။အဲဒီလူကသူ့မျက်နှာကိုမှန်မှန်ကတ်ထားပြီးတော့လုံးဝမလုံမရှားပါဘူး။ကျွန်တော်တို့ပြူးကျက်ပြီးတော့သွေးကြောတွေဖောင်းကားနေတဲ့မျက်လုံးနေနဲ့စိုက်ကြည့်နေတော့မှပဲ။မကြာခင်မှာအဲ့ဒီဝန်ထမ်းကတကယ်တမ်းရဲကိုမခေါ်ခဲ့ဘူးဆိုတော့ကျွန်တော်သဘောပေါက်လိုက်တယ်။သူခေါ်ခဲ့ရင်ဒီအချိန်လောက်ဆိုရင်ရောက်နေလောက်ပြီ။ဒါနဲ့ကျွန်တော်စိတ်တူလာပြီးတော့ကို့ဘာသာကိုလှုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ဖုန်းကိုပြန်ထုတ်ပြီးတော့911ကိုခေါ်လိုက်တယ်။ကျွန်တော်ခေါ်လိုက်တာနဲ့အဲ့ဒီလူရွေ့သွားတယ်။ ျွန်တော်ရင်ထဲမှာဒိန်းကနေခံစားလိုက်ရတယ်။အဲ့လူကကျွန်တော်တို့စပွဲပေးရဘေးတကားကိုပြန်ပတ်လာပြီးတော့သူအထဲဝင်လာတော့မယ်လို့ကျွန်တော်ထင်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲသူအဲ့ဒီအစားဗရင်းမောက်ပြင်မှာရက်ထားတဲ့စပိန်ပေါ်တက်ပြီးတော့စီးထွက်သွားပါတယ်။သူနောက်ထပ်အဆောက်အုံတစ်ခုရဲ့အနောက်ကိုရောက်သွားတာကိုကျွန်တော်ကြည့်နေပြီးတပြင်းချလိုက်မိတယ်။ရောဆိုင်မန်နေဂျာကိုခေါ်လိုက်ပြီးတော့ကျွန်တော်ကရဲကိုအဲ့ဒီလူဘလို့ပုံစံဆိုတာကိုပြောပြနေတယ်။ရဲတွေကရှာပေးမယ်လို့ပြောပေမဲ့သူကတရားဝင်ဘာအပြင်းမှမကျူးလွန်သေးတဲ့အတွက် ့ကိုဘာနဲ့မှစွဲချက်တင်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။သူတို့လုံနိုင်တာအဲ့နေရာကနေသူ့ကိုတားမြစ်ဖို့ပါပဲ။ရှဲကသူတို့ပြန်လာခေါ်တဲ့အထိအဲ့ဒီမှာပဲနေဖို့ကျွန်တော်တို့ပြောတယ်။ဒါနဲ့ရိုနဲ့ကျွန်တော်စပွဲမှာပြန်ထိုင်ပြီးတော့အစားလက်စားတွေကိုဆက်စားကြတယ်။စားနေတုန်းကအဲ့ဒီလူပြန်လာမှာကိုကျွန်တော်ကြောက်နေရတော့အမှန်ပဲ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူဘယ်တော့မှပြန်မလာခဲ့ပါဘူး။အပြင်မှာရဲကားတွေနဲ့သူ့ကိုရှာနေတာကိုကျွန်တော်တို့တွေ့တယ်။ရဲကနောက်ဆုံးပြန်ခေါ်တဲ့အခါ သူတို့ကျွန်တော်ပြောပြတဲ့ပုံစံနဲ့တူတဲ့ဘသူကိုမှရှာမတွေ့ဘူးလို့ပြောပါတယ်။ဒါမှမပြန်မို့တော့အလုံးစုံနေစွာတေးကြတယ်လို့ပြောပါတယ်။ဒါနဲ့ကျွန်တော်လည်းဂျေဆုတင်စကားပြောပြီးတော့ဖုန်းရှာလိုက်တယ်။ကျွန်တော်တို့စားတော့ပြီးတော့ဂယုတဆိုင်နဲ့အပြင်ထွက်ပြီးတော့အဲ့ဒီလူတကယ်ထွက်သွားပြီလားဆိုတာတေးကြအောင်လို့ပဝင်ချင်းကိုကြည့်လိုက်ပါတယ်။ပြီးတော့ကားစီကိုအပြေးသွားပြီးတော့ပြာစလေးချင်းမှုပြန်မောင်းသွားတယ်။ကျွန်တော်တို့မိနစ်30နောက်ကျတဲ့အကြောင်းကိုကျွန်တော်တို့ဒရိုက်တာကိုဖုန်းဆက်ပြီးတော့ရှင်းပြရတယ်။ ကျွန်တော်တို့ပြန်ရောက်တော့ရိုနဲ့ကျွန်တော်အဲ့ဒီဖြစ်ပျက်ကိုတငယ်ချင်းနေနဲ့ပျပျော်ရွှင်ရွှင်ပြောဆိုရင်မောခဲ့ကြတယ်။ဒါမဲ့ကျွန်တော်အခု session နဲ့ရှိပြီ။အဲ့ဒီလိုဘယ်တော့မှမမေ့ဘူး။ရိုနဲ့ကျွန်တော်ဒီအကြောင်းအခအားလျော်စွာနဲ့ပြန်ပြောဖြစ်ကြတယ်။ "तू ကစိတ်ပိုင်းဆိုင်ရာမကြမ်းမာတဲ့သူတယောက်ယောက်ဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်။ပြီးတော့သူ့မျက်လုံးတွေသွေးကြောတွေဖောင်းကားနေအောင်ကြည့်ခြင်းအဖြစ်သူ့မွေးရည်စေးတစ်ခုခုတုံးထားပုံရတယ်လို့ကျွန်တော်တော်တော်လေးသိကြတယ်။ သူဒေါက်တာရှေကိုဘာကြောင့်ကင်ထားနိုင်လဲဆိုတော့ရုပ်တိရှိတဲ့အကြောင်းပြချက်တွေကိုစဉ်းစားမိတယ်။ဥပမာ तू ကဥယျာဉ်မှုလို့ဘာလို့ဖြစ်နိုင်လဲ။ဒါပေမဲ့အဲ့ဒါကသူ့ရဲ့ထူးဆန်းတဲ့အပြုမှုကိုရှင်းပြနိုင်မှာမဟုတ်ဘူး။ तू ဘာကောင်းတဲ့ရွယ်ချမ်းမမရှိဘူးဆိုတာကျွန်တော်သိကြတယ်။ပြီးတော့အဲ့ဒီဖြစ်ချက်တွေအခုလိုပြီးသွားတာကိုကျွန်တော်ဝမ်းသာတယ်။ဘာလို့လဲဆိုတော့အခြေအနေတွေကအများကြီးပိုဆိုးသွားနိုင်လို့ပါ။